စားစရာမရှိလို့ညီးတဲ့ဒုက္ခကတစ်မျိုးเนาะပတ်စားမရှိလို့ဒုက္ခဒုက္ခလူဘဝအဲ့ဒီဒုက္ခတစ်မျိုးခေါင်းကိုက်လို့သွားကိုက်လို့ညီးတဲ့ဒုက္ခတစ်မျိုးအဲ့ဒါဒီစရမရဏဒုက္ခဆိုတာရှင်းတ်စရာမကောင်းဘာမှရှိတယ်အရာတစ်ခုဖြစ်တယ်ဆို emptiness ခေါ်တာပေါ့တုံညာကြီးပဲဘာမှမရှိဘူးအနှစ်သာရကင်းမဲ့နေတဲ့တုံညာသဘောတရားကြီးပဲဟုတ်ပြီ ဒီတုံညဆိုတာဒုက္ခဆိုတော့ဟုတ်ပြီဘသူကလှုပ်လိုက်လို့ဖြစ်လာတာတုံးဆိုစာတိပစ္ဆယဇရာမရဏလို့ဆိုတယ်မွေးလာတာတမှုရိယအကြောင်းတရားပဲမွေးလာခြင်းကတမှုရိယသစ္စာငါဇာတိမဖယ်လို့ရှိရင်ဇရာမရဏကိုဖယ်လို့မရဘူးနော်ဇာတိဆိုတဲ့မွေးဖွားလာမှုကိုမယုတ်သိမ့်နိုင်မဲနဲ့ဇရာမရဏဘလို့ယုတ်သိမ့်ယုတ်သိမ့်လို့မရဘူး ဒါပဲခုခေတ်တော့မအိုဆေးပေါ်နေတယ်လို့ပြောတာဘာတုံးလို့မေးကြည့်တော့မော်တော်ဆိုင်ကယ်စီးတာတဲ့ငငယ်နဲ့သေးလို့ဒါပေမဲ့စရာသာယုတ်သိမ့်လို့ရကောင်းရမယ်မရဏကတော့ဘယ်ယုတ်သိမ့်လို့ရမှာနော်မရဏကတော့သွားတာပဲလေအဲ့တော့ဇာတိကသမုဒိယသစ္စာစရာမရဏကဒုက္ခသစ္စာဟောဒါကိုကိုယ်တိုင်သိနိုင်တဲ့အတိအသေးလေးပဲဒီလိုသိလိုက်တယ် ဒါဖြင့်ဏိရောဓဆိုတာဘာပြောတာတုံးဆိုဥပိန်နံအပ္ပုတ္တိစရာမရဏလည်းမရှိတော့ဘူးဇာတိလည်းမရှိတော့ဘူးအဲ့ဒီနှစ်ခုစလုံးကင်းပြတ်သွားခြင်းဟာဇာတိမရှိသည့်အတွက်ကြောင့်စရာမရဏမရှိဘူးမရှိဘူးအကြောင်းတရားမရှိသည့်အတွက်ကြောင့်ဒုက္ခဆိုတဲ့အကျိုးတရားလည်းမရှိဘူးဒီနှစ်ခုစလုံးချုပ်ဆုံးသွားတာဟာအမတ္တ အပ္ပတ္ထဆိုတာဒီနှစ်ခုစလုံးမရှိတော့လို့ရှိရင်ဒုက္ခဆိုတာမရှိတော့ဘူးပေါ့အဲ့ဒါကိုဥပိ္ပန္နအပ္ပဝတိနိရောဓောဒီနှစ်ခုမဖြစ်လို့ရှိရင်ဒါထာဝရချုပ်ငြိမ်းမှုပဲဖြစ်တယ်ဒါဖြင့်အဲ့ဒီနှစ်ခုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့ဆိုရင်အဲ့ဒီနိရောဓကိုရောက်စေနိုင်တဲ့မဂ်ရှင်ပါအကျင့်တရားဒီမဂ်ကာ ဒီအကျင့်လမ်းကြောင်းကနေသွားလို့ရှိရင်အဲ့ဒီနှစ်ခုစလုံးမဖြစ်တဲ့နေရာကိုတွေ့လိုက်မယ်အဲ့ဒီနှစ်ခုမဖြစ်ဘူးစရာမရဏကိုပိုင်းခြားသိလိုက်ပြီးဇာတိကိုလည်းဖယ်လိုက်ပြီးဆိုလို့ရှိရင်တော့ဇာတိရောစရာမရဏရောနှစ်ခုစလုံးငြိမ်းသွားတာဟာနိရောဓဖယ်လိုက်နိုင်တဲ့လမ်းစဉ်ကမကလို့ဆိုတော့သစ္စာလေးပါပဲဒီလိုသိတာကိုပြောတာเนาะအဲ့တော့မြတ်စွာဘုရားက ပြိဿသမုပ္ပတ်တွေဒီလိုတစ်ခုစီတစ်ခုစီတည်သွားခါအဲ့ဒီမှာလဲတခါဇာတိကရောသူ့ဘာသူဖြစ်တာလားသူ့ကိုအကြောင်းရှာလိုက်တဲ့ဇာတိမာရောအနှစ်ရှိရလားမရှိဘူးဒါဟုတ်ဇာတိကဒုက္ခအဲ့ဒီဒုက္ခဆိုတဲ့ဇာတိကိုဘယ်သူကထုတ်နေတာတုံးဆိုဘဝပစ္စယဇာတိကံတရားတွေကထုတ်နေတယ်ဆိုတော့ကံတရားတွေကဘဝကတမှုရိယတမှုရိယသစ္စာ အဲ့ဒီဥပိ္ပန္နအပ္ပတိဇာတိလည်းမဖြစ်ဘူးအကျိုးတရားလည်းမဖြစ်ဘူးအကြောင်းတရားဖြစ်တဲ့ဘဝလည်းမရှိတော့ဘူးအဲ့ဒီနှစ်ခုစလုံးအကြောင်းရောအကျိုးရောနှစ်ခုစလုံးငြိမ်းသွားခြင်းသည်និရောဓအဲ့ဒီငြိမ်းမှုကိုသိအောင်ကြိုးစားခြင်းသည်ဘက်ကလို့ဟောဒီလိုသွားတာဟောတခါဘဝဆိုတာသိပြီအေးဘဝဆိုတာကျဉ်းနှက်เสียမကောင်းဘူးအနစ်တာရမရှိဘူးတုံညအင်ဒီနက် အဲ့ဒါဟာဒုက္ခပဲဒီဒုက္ခကိုဘယ်သူကထုတ်နေတာတုံးလို့ကြည့်လိုက်တဲ့အခါဥပါဒါနာပစ္စယဘောဥပါဒါကသမုဒိယသစ္စာဘဝကဒုက္ခသစ္စာဟောဥပါဒါနဲ့ဘဝနှစ်ခုစလုံးချုပ်ငိမ့်သွားတာကនិရောဓသစ္စာအဲ့ဒါလို့ချုပ်ငိမ့်အောင်ကျင့်စဉ်ကျင့်လို့အတိညာရလာတာကမေခသစ္စာလို့ဒီလိုတရားတိုင်းတရားတိုင်းကိုမြတ်စွာဘုရား ကိုယ်ပညာနဲ့သိတယ်အဲ့ဒီအတိဟာလည်းပဲလုံးဝမှန်ကန်တဲ့အတိဖြစ်တယ်ဒီလိုဆိုလိုတာအဲ့ဒါကိုပဲတမတမௌဒ္ဓလို့ခေါ်တာနော်ဒီလမ်းကဘယ်သွားတာတော့ဒီသစ်ပင်ရဲ့နာမည်ကဘာတော့ဆိုတာတဏှာဟောကလုဖို့အတွက်အိဗယ်မရှိဘူးလေအဲ့ဒီအတိတွေကအဲ့ဒါနဲ့မဆိုင်အခုလို့တဏှာဟောကလုဖို့အမှန်တရားကိုသိဖို့သိရမယ်အတိနဲ့ပတ်သက်လာလို့ရှိရင် ဆရာမရှိဘူးလို့ရသော်ဗျာဒီလိုပြောတာเนาะအဲ့ဒီတိုင်းပဲပြိဿသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားရမယ်ဆင်ញင်စဉ်းစားလိုက်ဥပါဒံကိုဒုက္ခသစ္စာလို့ယူလို့ရှိရင်တဏပစ္စယဥပါဒနာတဏသည် သမုဒိယသစ္စာဥပါဒံသည်ဒုက္ခသစ္စာနှစ်ခုစလုံးရဲ့မဖြစ်ရသည်និရောဓသစ္စာအဲ့ဒီမဖြစ်ရကိုသိစေနိုင်တဲ့အကျင့်တရားသည်မေဃသစ္စာ ဆိုပြီးတော့ဘယ်ထိအောင်သွားတော့အဝိဇ္ဇာထိအောင်သွား သင်္ခါရဆိုတဲ့ကံတရားတွေကဒုက္ခသစ္စာ။ဘာကြောင့်ဒီဒုက္ခဖြစ်နေရတာတော့ဒီကံတရားတွေကရော ကြည်လိုက်လို့ရှင်ငါလို့ပြောเสียမှာမပါဘူး။ငါအာလို့ပြောเสียမှာမပါသည့်အတွက်ကြောင့် emptiness တုံညာမှာမရှိဘူး။အနိစ္စတာမရှိလို့တုံညာ။အဲ့ဒီတုံညာဖြစ်နေတဲ့သင်္ခါရဆိုတဲ့ကံတရားတွေဟာဘသူကဘသူကြောင့်ဖြစ်နေတာတော့ဆိုအဝိဇ္ဇာပစ္စယသင်္ခါရ။ အဝိဇ္ဇာကသမုဒိယသစ္စာသင်္ခါရကဒုက္ခသစ္စာအဲ့ဒီနှစ်ခုလုံးမဖြစ်မှုကနိရောဓသစ္စာအဲ့ဒီမဖြစ်အောင်မဖြစ်ခြင်းကိုမဖြစ်တာကိုသိနိုင်တဲ့အတိညာကဘာမေဃသစ္စာလို့ဟောပရိစ္ဆတ်တော်ဘုဘတ်တစ်ခုလုံးဒီလိုတစ်ခုစီတစ်ခုစီစဉ်းစားစဉ်းញင်သုံးသပ်ပြီးတော့မြတ်စွာဘုရားဟာ တရားခတ်သိမ်းကိုတည်တယ်ဆိုတာအဲ့ဒါကိုပြောတာနော်